မင်္ဂလာပါခင်ဗျာတင်းနိုင်တဲ့အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒွိဝတ်ဖွဲ့သားတို့ကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ကံမွန်မှာကလင်းရဲ့အချိုးသွေးလွန်တုတ်ခွေးဖြစ်နေကြတဲ့တင်ဘလောင်မျိုးနာမဖြစ်ခတ်မှုဖြစ်လို့ဒွဲပိတ်ကာလန်ပိနေစေအခြေအနေဒွဲရှိတော်မှာလီရင်နဲ့ပုတ်ချေလို့ရွာသားတို့တေဆုပ်ခရီးတဲ့တင်တဘောလီမှာခဲထွက်နေလို့ ခဲလူသားတွေနေရာပြောင်းရွှေ့နေကြတဲ့အချိန်နေရန်ကုန်ဘိတ်ကာရမှာစစ်သားစုဆောင်ခံရသူနှစ်ဦးဘိတ်ပြောင်းခိုးလို့တဲ့တင်တင်းနေသားကြီးညုတ်ဘိတ်ကွင်းရွာရှိစကောင်းစီတက်ကိုတော်လိုင်းတက်တွေတက်ခိုက်တဲ့အချိန်နေဘိတ်မှာအဘွားတူရင်းဝင်းထမ်းမှာတည်ဆုံနေတဲ့အကြောင်းစားတဲ့တင်အကြောင်းအရာတွေကိုပြောပြပေးမှာဖြစ်ပါတယ် ရေပြင်းမြူနယ်ကမ်းပေါင်းတိုင်နယ်မှာအေဘလာတာဒီယအပကစားပြီးကလင်းငင်ချိုတွေလုံးတိုးခွေဖြစ်ပြီးဖြားနာသူတွေများနေတယ်လို့ဒေသခံကျမ်းမာရေးအတိုင်းဝိုင်းစီကသိရပါဗျ။ကမ်းပေါင်းတိုင်နယ်စီယုံမှာဘိန်းလုံးတိုးခွေစစ်စစ်တရှိလို့စီယုံမှာဆက်လက်ကူတာနေသူနဲ့တိုးဝဲစီယုံကိုလွှဲပြောင်းပေးတဲ့ကလင်းလူနာလေးဦးရှိတယ်လို့ဆိုပါတယ်။ဒါပြင်ပြင်ပစိတ်ခံတွေမှာလည်း တကြံကာလပြီးဖြားနာတဲ့လက္ခဏာနဲ့စိတ်ခန်းလာပြသူတွေများတယ်လို့ကံပေါက်ဒေတာခန်ကျမ်းမာရေးဝန်တန်းကပြောပါတယ်။နေ့စဉ်ဧပြီလကနေစက်တင်ဘာလအထိသွေးလွန်တိုးကွေးဖြစ်ပွားလေရှိပြီးကာကွယ်ရေးအတွက်ဖုံးတုံစလဲပညာပေးလုပ်ငန်းတွေကိုအိမ်ကနေရအနှက်ဆောင်ရွက်နိုင်ပြီမဲ့အာနာသေးပြီတဲ့နော်။ကျမ်းမာရေးဝန်တန်းအခက်အခဲတွေကြောင့်နေရအနှက်ဆောင်ရွက်နိုင်တာမရှိတော့ပါဘူး။သွေးလွန်တိုးကွေးရောဂါဟာ နိဗ္ဗာန်အကြိုက်ခံရတဲ့ချင်းကြားကနေတဆင့်ကိုဆက်တဲ့ယောဂါဖြစ်ပြီးအစွဲမရဖြစ်ပွားနိုင်ပါတယ်။အသက်55နှစ်နဲ့အထက်လူကြီးတွေမှာ ဖြစ်မဲ့ဆိုရင် အသက်သေဆုံးမှုနှုန်းပုံမြင့်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့တွင်းလုံတူကွေး3ပေချက်မှာဖော်ပြထားပါတယ်။ပလောမျိုးနဲ့ပလောင်မျိုးနာကတဝဲပိတ်ကလန်ပေါ်မှာရှိတဲ့စင်ထိုးကြီးရွာမှာဧပြီလ23ရက်နေ့က စစ်ကောင်စီတန်းနဲ့ကင်းမျိုးသားလွတ်မြောက်ရေးတပ် KNNE တို့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဗလာမျိုးကိုကာကွယ်ဖို့ဘေးတောင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာလို့စင်ထိုးကြီးရွာမှာတပ်ဆွဲထားတဲ့ KNNE တိုင်းစနေနဲ့ပစ်ခတ်မှုဖြစ်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီနေ့ကဖြစ်တဲ့တိုက်ပွဲမှာဒေတာခန်တွေထိခိုက်မှုရှိဘူးလို့ဆိုပါတယ်။ ဧပြီလ27ရက်ညကလည်းစစ်ကောင်စီလီဒါကစင်တိုးကြီးရွာနဲ့အင်မာရွာကိုဗိုလ်ကျဲတက်ခိုက်ခဲ့ပါသေးတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းတက်ခိုက်မှုတွေကြောင့်ဒဝဲပိအတက်စင်ကားတွေဧပြီလ27ရက်ကစလို့လမ်းမှာပေးမိနေပြီးခရီးသည်ချိုးကားတော့တအုပ်ကိုဝင်းကျပ်တိုးသိကြတဲ့တဲ့စပီဘုံနဲ့ခရီးသွားနေရတယ်လို့ဆိုပါတယ်။ဒဝဲဘက်ကလာတဲ့ကားတွေကစုစင်ဖြားရွာအထိပဲသွားလို့ရပြီး ဘဲဘက်ကလာတဲ့ကားတွေကတော့ပလမြုပ်အနီအထီးပဲသွာလာလို့ရတော့တယ်လို့ကာသမားနဲ့ခီတဲရီစီကသိရပါတယ်။ဒဝဲစီတို့ဒေတာမစကောင်စီတက်ကလီနေပိုချေတက်ခဲလို့တောင်တူလို့ရွာသားတို့သိဆုံးခဲ့ပါတယ်။ဧပြီလ23ရက်နေ့မနေ့ပိုင်းကတောင်တူလို့နဲ့ကျောင်းမဲတောင်ရွာအနီတဝိုင်းမှာစစ်တင်မှာခဲ့ပြီးတိုက်ပွဲမဖြစ်ပဲမွန်ရက်တနားရီလာမစကောင်စီတက်က ကဲအဲ့ဒီတိုင်လင်းနဲ့ပုံချက်တက်ခိုက်ခဲ့ပါလေ။တောင်တလုံးစွာစာတင်ကြောက်ကိုပို့ထည့်ခဲ့ပြီးစက်တဲ့နဲ့နဲ့ပြေလို့အသက်30ကျော်အရွယ်ကိုစားတည်ဆောက်သွားပါလေ။စစ်ကောင်စီတန်နေကင်းအမျိုးသားလွန်မြောက်ရေးတပ် KNLA ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေချာစေတင်မာနေပြီးတိုက်ပွဲတွေဖြစ်နိုင်လို့ကြောင်မဲတောင်နဲ့တောင်တလုံးစွာကဒေသခံတွေဘေးလွတ်ရာကိုရှောင်နေကြရပါလေ။ စစ်ကောင်စီစစ်ကြောင်းတချောင်းဟာလေမင်းကညာနေပိုင်းမှာရေဝါရွာဖက်ကနေဒွေစီရောဒေတာကပကာရွာဖက်ကိုလင်းနေကြီးလင်းနေငယ်တွေပြပြီးစစ်ကြောင်းထုံနေလို့ဒေတာကန်အချို့ကပြောပါတယ်တင်းနင်းသားမျိုးနဲ့တဘောလေးကြေဝါအုပ်စုမှာခဲအထွဲနေလာလို့ခဲတတုလူကိုက်သူတွေကပုံပြမျိုးနဲ့ဖက်ကိုပြောင်းရွှေ့သွားကြတယ်လို့ခဲလုံသားတွေနဲ့ဒေတာကန်အချို့ကပြောပါတယ် သဘောလေးရွာနဲ့အနီဝန်းကျင်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလလောက်ကစပြီးခဲအထွက်နှုံနေလာပြီးတွေ့ချင်မကိုက်ဖြစ်လာတယ်လို့ဆိုပါတယ်။ပြောင်းရွှေ့သွားတဲ့ခဲလုံသားတွေထဲမှာတင်းတဲ့တပိုင်းရှာဖွေလုကိုင်းနေကြသူတွေဥယျချံဝယ်ပြီးခဲတူနေတဲ့လုပ်ငန်းရှင်တချို့ ਨੇ အဲ့ဒီခဲလုပ်ငန်းရှင်တွေစီမှာလုံနေတဲ့သူတွေပါဝင်ပြီးလက်ရှိမှာတော့ပုံပြင်းမှုနဲ့ရန်နာပုံတက်တူအမိုင်ပွဲကိုပြောင်းရွှေ့သွားကြတာပါ။ ဗုဒ္ဓမြို့နယ်ရတနာဘိုလ်ရွာနဲ့အနီးဝန်းကျင်မှာရတနာဘိုလ်တတ္တုမိုင်ရှိပြီးထိုင်းနေဆန်းနဲ့မဏိမဝိမာရှိပါတယ်။အဲ့လိုခဲတတ္တုအထွေနေလာလို့ဒေသခံခဲစာဖွေသူတွေနဲ့ဥညာဝေယူပြီးခဲတတ္တုတူဖော်နေသူတွေပဲကြံတော်တယ်လို့ဆိုပါတယ်။တင်းနင်းနိုင်မြို့နယ်ထဲခဲတတ္တုအလွန်ကျော်တူဖော်နေတာကြောင့်အပင်တွေတိတ်ဆုံလာ။ချောင်းယူနောက်ကြည့်လာတာမြင့်ချောင်းရေစီချောင်းပြည့်စည်သွားတာတွေ ကြုံတွေ့နေရပါတယ်။မော်ဗီနဲ့ရှင်မြုန်နဲ့မုတ်ကနီရွာခြေဆိုင်အမှတ်136စကောင်းစီချင်းလင်းတိုင်းကစစ်မှုထမ်းတင်တန်းစင်တပ်သားအိုးရေးပြည်သူကာကွယ်တပ်ဖွဲ့ YPDFC ပဲပြောင်းခေါ်လိုလာလေလို့ YPDF ကထုတ်ပြန်ပါတယ်။ထွက်ပြေးခေါ်လိုလာသူနှစ်ဦးကဧရာဝတီတိုင်းကကိုဝေရဲ့အဖြိုးနဲ့ပဲခူးတိုင်အနောက်ခြံကကိုရင်းနိုင်ကျော်တို့ဖြစ်ပါတယ်။ သူတို့နယ်ဦးစလုံးဟာ2024ခုနှစ်အောက်တိုဘာလကဇန်ကူဘိတ်ကာလန်ဘိုခရီးသွားနေချိန်ဖမ်းဆီးခံရရပါတယ်။အဲ့နောက်တန်ပြူစီယာမျိုးနေဝက်ကလီရွာကအမှန်လေးတမတော်တမ်းမြင့်အတင်းအကြောင်းမှာစစ်မှုထအပတ်စဉ်ခုနှစ်အတင်းတက်ကြရပြီးခါလန်ရတေတုံည6မှာထွန်မပြေးခင်အထိစကောင်းစီတတ်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ထွက်ပြေးကိုလုံလာသောနှုတ်ဆလိုဟာလည်းနေမပါပဲထွက်ပြေးလာတာဖြစ်ပြီးသူတို့နှုတ်ဆလိုကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ WDF တာဝန်ရှိသူကပြောပါတယ်။ဒီနေ့နိုင်လူနေရောက်ပြီးကွင်းရွာမှာရှိတဲ့စကောင်းစီတပ်ဖွဲ့ကိုတော်လိုင်းတပ်တွေတွားဟုတ်တိုက်ခတ်အရာကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံချို့ကပြောပါတယ်။ဧပြီလ23ရက်နေ့စောစောမှာ ညမင်းကြီးဟာအစေဆိုင်စကောင်းစီတန်းခမရ963နာတဒါမှာတက်ဆွေးထားတဲ့စကောင်းစီတပ်ဖွဲ့ကိုဒွန်လိုင်းကြီးတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဒွန်လိုင်းကြီးတပ်ပေဖွဲ့ကတိခိုင်မရှိပြန်လဲဆိုးကွာနိုင်ခဲ့တယ်လို့ဆိုပါတယ်ပြီးတဲ့ဧပြီလ20ရက်ကလည်းအဲ့ဒီတဒါမှာတက်ဆွေးထားတဲ့စကောင်းစီတပ်သားတွေကိုဒွန်လိုင်းကြီးတပ်ဖွဲ့တွေကဂျိုးဘုတ်ချတိုက်ခိုက်ခဲ့ပါသေးတယ် ဘဲနုနဲ့ဆန္ဒဝေါ်ကျေဝအောင်ဆိုသူဝနရက်ွက်မှာရေရင်သေးတိတ်ဆုံနေတဲ့အမျိုးသမီးကြီးတို့ကိုဧပြီလ23ရက်မနေ့ပိုင်းမှာရှာဖွေတွေ့ရှိခဲ့လို့ရက်ွက်နေသူအရင်မိသားနဲ့ပရိုက်တာပွဲတွေ့စီကတည်ရပါတယ်တေဆိုသူဟာအသက်82နှစ်အရွယ်ရှိတဲ့ဒွန်ခင်ထေးဖြစ်ပြီးတမီးနဲ့အတူနေတယ်လို့ရက်ွက်နေသူတွေကပြောပါတယ်။ဧပြီလ22ရက်နေ့ညကလေးက အင်နာမှာရှိတဲ့ရေတွင်းထဲကြာနေတာကိုဧပြီလ23ရက်မနေ့ပိုင်းအရမသိရှိခဲ့ရပြီးရေမင်းမှာထိုက်ခုနဲ့ဖနက်ကြံရိတ်ခဲ့လို့ရေတွင်းထဲခိုးချတာဖြစ်နေတယ်လို့ကက်ဆင်ရီလွတ်ဆောင်ခဲ့သူတွေကပြောပါတယ်ဇိုလောင်းကတော့မြေမြုပ်ခံ ပရဟိတအတင်းတစ်ခုကနေပြီးဘေးမြုပ်မှာရှိတဲ့စကောင်းစီတဆေယိုကို ပို့လိုက်တယ်လို့ဆိုပါတယ် အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ဘေးပေါင်းကနေအများဆုံးလွန်မြောက်နိုင်ပါစေလို့ဂျိုဘာဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ